ဟုတ်ကဲ့ရိုးရာအဆင်အလာမပြတ်ဘာသာတရားရဲ့အနှစ်သာရကိုလူငယ်တွေပုံမောနားလဲလေးစားလာစေဖို့အတွက်တရင်ကျွတ်အခါသမယတန်ဘူးရှိပုံတတိယအောင်မေဖွယ်တရင်ကျွတ်အခါသမယမင်္ဂလာပါခင်ဗျာဒီကနေ့စီကာလာပါတဲ့တရင်ကျွတ်မိထုံးပွဲတော်အခါသမယမှာကျမတို့လူငယ်ညီကိုမောင်နှမတွေကို အချိန်ခဏလေးယူပြီးတတိယအောင်မေဖွယ်စကားလက်ဆောင်ပါခြင်းပါတယ်တရင်ကျွတ်လာပင်နဲ့ဆိုတာ ဝါရွင်း၃လပတ်လုံးတာဝရင်သာနတ်ပြည်မှာအဘိဓမ္မာတရားတော်ကိုဟောကြားတော်မူပြီးတဲ့နောက်မြတ်စွာဘုရားရှင်လူပီတန်ကသာနကိုပီကိုပြန်လဲဆင်းသက်ကြွချီတော်မူတဲ့အဘိဓမ္မာ အခါတော်နည်းဖြစ်ပါတယ်။အဲ့ဒီလိုဘုရားရှင်ဆင်းသက်လာတဲ့အခါနတ်ပြည်မှာတွေကရွှေဆောင်တန်း၊ငွေဆောင်တန်း၊ပတ္တမြားဆောင်တန်းတွေဖန်ဆင်းပြီးစီမီးတွေအလင်းတန်ဆောင်တွေနဲ့ပူဇော်ကြိုဆိုခဲ့ကြတဲ့အစဉ်အလာကိုအစွဲပြုလို့ဒီကနေ့ခေတ်မှာ မီးထွန်းပွဲတော်အဖြစ်ပျော်ရွှင်စွာဆင်နွှဲနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်တည်င်းကျွဆိုလာရိုးစိုးအပျော်ပွဲတသက်မဟုတ်ပဲမြတ်စွာဘုရားကိုအာယုံပြုပြီးမီးအလူကုသိုလ်ယူတဲ့ဘာသာရေးအနှစ်သာရအပြည့်ပါတဲ့အခါသမ ्या တရားဆိုတာကို အရင်ဆုံးနားလည်ထားစေချင်ပါတယ်။ယနေ့ခေတ်လူငယ်များအတွက်တည်င်းကျွဤအရေးပါပေါ့။ဒီဘက်ခေတ်လူငယ်တွေကပျော်ပွဲရှင်ပွဲတွေကိုပိုအာယုံစိတ်သက်ကြပါတယ်။အင်တာနက် social media တွေနဲ့အနောက်တိုင်းယဉ်ကျေးမှုတွေရဲ့လွမ်းမိုးမှုအောက်မှာကိုယ့်ရဲ့ဘာသာရေးနဲ့ရိုးရာတလေးတွေရဲ့တန်ဖိုးကိုတဖြည်းဖြည်းမိတ်လော့လာမှာကိုစိုးရိမ်မိပါတယ်။တရင်ကျွန်းမှာကျွန်တော်တို့လူငယ်တွေအလေးနဲ့ထားပြီးလိုင်းနာကျင့်သုံးဖို့တိုက်တွန်းခြင်းနဲ့တန်ဖိုးသုံးချက်ရှိပါတယ်။တကာဝရတရားထားရှိခြင်း၊ဂျေဇူးဆက်ကနောဘပြုခြင်း။တရင်ကျွတ်ရောက်ပြီးဆိုရင်မြန်မာဒလိစကိုင်းအရာအဝေးရောက်နေသူတွေပါမိပါစေရာ တကြီးဝါကြီးသူတွေကိုတွားရောက်ကနော့ပူဇော်ကြပါတယ်။ဒါကကို့အပေါ်ဂျေဇူးရှိဘူးတဲ့သူတွေကိုအတိအမှန်ပြုခြင်း၊ယိုတီလေးစားခြင်းဆိုတဲ့ကာဝရတရားကို လက်တွေ့ပြသတာတွေဖြစ်ပါတယ်။ဘဝမှာတိုးတက်ခြင်းနဲ့အေးချမ်းခြင်းနဲ့ဆိုရင်မိဘ၊ဆရာသမားရဲ့ကောင်းကြီးမင်္ဂလာတွေဟာမရှိမဖြစ်လိုအပ်ပါတယ်။တရင်ကျဆိုတာလောကီလောကုတ္တရာအကျိုးစီးပွားတွေအတွက်အခြေခံအကြဆုံးဖြစ်တဲ့ကာဝရတရားကို အားတောင်းစေဖို့ဖန်တီးပေးထားတဲ့အခွင့်အရေးပါပဲ။ နေ့ကုသိုလ်ကောင်းမှုပြုခြင်းအလင်းရောင်နဲ့အတူဓမ္မရောင်ကြီးမိထုံးဖွဲ့တော်ဟာအလင်းရောင်ပေးတဲ့ဒါနကုသိုလ်ပါကျွန်တော်တို့ရဲ့စိတ်အစဉ်ပါတဲ့ပညာရဲ့အလင်းရောင်ဓမ္မရဲ့အလင်းရောင်ထွန်းလင်းလာဖို့အရေးကြီးပါတယ်ပျော်ဝဲရှင်ပွဲလေးအကင်းဖရာသွာကြောင်းတက်ဩပတိလာစောက်တီတာဝိပဿနာတရားဘာဝနာပွားများတာအလူတန်းပြူတာစရဲ့ကုသိုလ်ကောင်းမှုတွေကိုတက်နိုင်သမျှတိုးပြီးလုပ်ရမှာဖြစ်ပါတယ်ဝါချွတ်ပြီးဆိုတာ အာကုဒိုကင်းလွတ်မပြီးကုဒိုကိုဇောင်းနှင်းရမယ်အချိန်ရောက်ပြီဆိုတဲ့သတိပေးချက်ပါပဲ3ရိုးရဒလိကို ထိမ့်သိမ့်ခြင်းယဉ်ကျေးမှုအမွေနစ်တရင်ချုပ်ပွဲတော်ဟာကျွန်တော်လူမြန်မာလူမျိုးတွေရဲ့အသက်ဝင်ရမှာပဲခိမီကိုတက်တာကိုလက်ခံရမှာမှန်ပေမဲ့ကိုယ့်ရဲ့ရိုးရဒလိဘာသာဤအနှစ်သာရကိုစွန့်ပစ်လို့မရပါဘူးဒီနေ့မိပတိပါပွဲကနော်ပွဲတွေကိုကျွန်တော်တို့လူငယ်တွေကတံပိုးထားပြီးလက်စစ်မကမ်းရင် နောင်မျိုးဆက်အတွက်ယဉ်ကျေးမှုအမွေနဲ့ပျောက်ကွယ်သွားနိုင်ပါတယ်။နှီးကုန်းချုံနဲ့တိုက်တော်နိုးစော်ချက်ချစ်ခင်ရပါတော့လူငယ်ညီအကိုမောင်နှမတို့ရေတရင်ကျွတ်ဟာကျွန်တော်တို့အားလုံးအတွက်အပျော်နဲ့ကုတူကိုတွေးဖက်ပေးထားတဲ့ဂျေဇူးတရားကိုတရိယာအောင်မေ့စေတဲ့အခါသမယဖြစ်ပါတယ်။